မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထမရန်တင်ကြအတွေ့အကြုံလေးချိန်ခန်းတိတိတမ30ကနံပါတ်4ပဲဖြစ်ပါတယ်ရှင်အဲ့တော့ကြည့်အောင် နှင်းမြောက်30ဆီမှာဒီဟာနှင်းမြောက်30ကိုတပိုင်းရှင်းမယ်ပြီးတော့မှဒီမှာလက်သေးခွင့်ရှိတယ်ဒါပေမဲ့ဒီမှာ ventulum ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီတစုကိုရှင်းမယ်အဲ့အပြီးမှဒီကလက်သေးခွင့်ကိုရှင်းမယ်ဟုတ်ပြီနော်အဲ့တော့စပြီးလို့ရှင်းရအောင်နှင်း940 ano ဒါကိုဆီမှာရှင်းမှာဖြစ်တဲ့အတွက်သူ့ကိုပိုင်းချင်ညှိလိုက်မယ်အဲ့တော့မရလို့ရှင်းအကျန်းထဲမှာညှိပါမယ်အဲ့တော့ဒီ ventulum ဆိုတာတစုဒီလိုမျိုး ဒီလက်တဲခွင်းတွေဘာတွေလိုမျိုးပဲပေါ့နော်ဒါအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဆရာမတို့တဇုစုပြီးတော့မှရှင်းပြရမှာဖြစ်တယ်အဲ့ခါကျတော့1 3 4 6ဆရာမတို့ပိုင်းခြေ6ထားမယ်ပြီးတော့ဟိုမှာကျတော့ဒီမှာ3နဲ့မြောက်ဒီဘက်က2နဲ့မြောက်ဆိုတော့3နဲ့4 6 အဲ့တော့ဘိုင်းဝေကိုလည်း3နဲ့မြောက်တပတ်က2နဲ့မြောက်3တလီ3နှစ်တလီနှစ်ဒီလိုလာမယ်ပေါ့နော်အဲ့တော့ဆရာမတို့ဂျာကိုရှင်းပြီးတော့မှပဲဒီမှာရေးရင်လည်းရတယ်လို့အဲ့ဒီကအဆင့်ကိုမကျော်ချင်ဒီလိုလေးလာရေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါကကြတော့6ပိုင်း3ပိုင်းအနုံ6ပိုင်း2ပိုင်းအပေါ်မှာရှိတဲ့ ventriculum ကိုရေးမယ်ပြီးတော့မှ divided by 2 by 3ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီခါကြမှာပဲဆရာမတို့ကဒီရလေးကိုရှင်းမယ်30အနုံ နှစ်ပိုင်းတစ်ပိုင်းအပောင်းပိုင်းချေတူသွားပြီဆိုတော့ပေါင်းမယ်လက္ခဏာမတူဆိုတော့နှုတ်မယ်ကြီးတာချေငှဲတာအောင်နှုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့၃အနှုံနှစ်ဆိုတော့တစ်ကြံမယ်လက္ခဏာကကြီးတဲ့လက္ခဏာကိုတက်ပါဆိုတော့လက္ခဏာကြီးတာသည်အပောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အပောင်းကိုတက်မယ်ပြီးတော့မှအစာနှစ်ပါ၃ပိုင်းနှစ်ပိုင်းဆိုပဲရှိတိုင်း။ဟုတ်ပြီဒါဆိုရင်ဆရာမတို့ဒီအစ်စ်မှာဒီကွင်းကိုရှင်းပါမယ်။ အဲ့တော့30အနုတ်သူ့ကိုလည်းပဲဆရာမတို့ပိုင်းချင်ကြီးပေးမယ်2 3 6သူ့ကိုသုံးနဲ့မြဟုတ်ပြီနော်အဲ့တော့ဒါကတော့အကျန်းထဲမှာစဉ်းစားရမယ့်အချက်တွေဆိုတော့ဆင်မတစ်ခါလေးရေးလိုက်မယ်နှစ်3 4 6 3 4 3အပ6 7နှစ်ပိုင်း3ပိုင်းအဲ့တော့30အနုပိုင်းချစ်တူသားပြီဆိုတော့ဆင်မတို့က6လို့ရေးမယ်3ရဲ့7ရဲ့က4ဟုတ်ပြီနော် အဲ့တော့လေဒီဘက်ကအစာ3ပိုင်း2ပိုင်းဟုတ်ပြီအဲ့တော့ဒီအစာကိုဆရာမတို့ကအမြောက်ပြောင်းပြီးတော့မှပြောင်းပြန်လန်လိုက်မယ် အဲ့တော့အရင်အိုးဆုံးအနှုတ်နဲ့အမြောက်နဲ့အစားတွေနဲ့ဆိုလို့ရှိရင်အမြောက်တွေအစားတွေကိုအရင်ရှင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတော်ကဒါကိုအရင်ရှင်းမယ်။ဟုတ်ပြီနော်။အဲ့တော့ဒါကကြတော့30အနှုတ်၄ဘိုင်း6ဘိုင်းပြီးတော့မှအစားအစားအမြောက်ပြောင်းနောက်ကစားကိန်းကိုပြောင်းပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့3ဘိုင်း2ဘိုင်းဒီအာဒီမှာ sorry ၃ဘိုင်း၂ဘိုင်းဒီ၂ဘိုင်း၃ဘိုင်းဖြစ်လာမယ် နောက်ပြီနော်လက်ပိုင်း၃ပိုင်းဖြစ်မယ်အဲ့တော့နှစ်တက်လေးနှစ်နှစ်နယ်လေး၃တက်လေး၃၃နယ်လေး၆အဲ့တော့ရသွားပြီ10ဒီမှာလည်းပဲနှစ်တက်လေးနှစ်တက်လေးလို့ရှိလိုက်တဲ့အခါမှာ၁ပဲကျန်မယ်နောက်ပြီနော်အဲ့ခါကျတော့ဟိုရပြီလားမသိပါဘူးအဲ့တော့ရှင်းပါတယ်ဒါလေးကလွယ်တယ်လွယ်တယ်ဟုတ်ပြီနော်နံပါတ်၅ကိုရှင်းအောင်နှစ်အပါ လက်ပေါင်းစိမ်မှာတုံခွင်းရှိတယ်။ပြီးတော့မှလက်သေးခွင်းရှိမယ်။ပြီးတော့မှ ventriculum ရှိမယ်ပေါ့နော်။အဲ့တော့အဲ့ကဗန်ကူလမ်ကိုအရင်ရှင်းရမယ်။အဲ့တော့ဆရာမတို့ရှင်းလို့မရတဲ့အပိုင်းလေးတွေကိုအရင်ဆုံးရေးလိုက်ရအောင်။ဒီမှာဗာပေးထားလဲဆိုတော့ကင်းရောပေးထားတယ်။ကင်းရောဆိုရင်ကင်းရောင်ပြောင်းမယ်။လေးမြောင်းနဲ့လေးနဲ့လေးရှစ်တနက်ပေါင်းတော့၉ဆိုတော့၄ဘိုင်း၉ဘိုင်းအနုတ်၅ဘိုင်း၄ဘိုင်းအနုတ်။ဒါလေးကိုဆရာမတို့ကအရင်ဆုံးပိုက်ချင်ပြီးတော့ရေးလိုက်မယ်။ အဲ့တော့ဒီအပြင်မှာအကျန်ထဲမှာစဉ်းစားမယ်3ပိုင်း2ပိုင်း I know 9ပိုင်း2ပိုင်းဟုတ်ပြီဒါဆိုရင်ဆရာမတို့က3ကို9နဲ့မြောက်3 9နဲ့27ဖုံကို3နဲ့မြောက်9ကို3နဲ့မြောက်9 3နဲ့27နဲ့မြောက်9တဲ့အမြောက်3ဆိုတော့ဒီလိုရမယ်ပေါ့နော်အဲ့ဒါခါကျတော့ဆရာမတို့က3ခုနလေး27 2ခုနလေး24 I know 9 3လေး27 စ်3403ဒီလိုလာမယ်အဲ့ခါကျတော့ဒါကိုဆရာမတို့ကဂျင်နာလေးမှာသူရဲ့ဗန်ဂျင်နာမှာတွားပြီးတော့မှရေးလိုက်မယ်အဲ့တော့20ဘိုင်း14ဘိုင်းအနော20ဘိုင်း3ဘိုင်းအဲ့တော့ဒါဆရာမတို့မရှင်းရသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗန်ကူလမ်ကိုထည့်ပြီးတော့ရေးပေးရပါမယ်အဲ့ပြီးတော့20ဘိုင်း10ဘိုင်းလာကျန်တာကျန်တဲ့အပိုင်းကိုဆက်ပြီးတော့ခူလိုက်မယ်။အဲ့တော့4ဘိုင်း5ဘိုင်းအဲ့တော့ဟုတ်ပြီ အဲ့တော့အဲ့ဒီကဝင်းကိုဆရာမတော်ကရှင်းမယ်ဒါလေးကိုရှင်းမယ်ပေါ့နော်ပိုင်းချေတူသွားပြီဆိုတော့ပေါင်းမလားနှုတ်မလားဆိုတာကိုတစ်ချက်စဉ်းစားမယ်အဲ့တော့အဲ့လိုစဉ်းစားတဲ့အခါမှာဆရာမတော်ဒီမှာလာပြီးစဉ်းစားကြည့်လိုက်မယ်21ပိုင်း14ပိုင်း21ပိုင်း3ပိုင်းအဲ့တော့နှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းလက္ခဏာကြီးတော့သူတို့ရရယ်နှုတ်လို့ရတဲ့အဖြစ်ဒီ21ပိုင်း14ထဲက3ဝင်တော့17 17ပိုင်းဆိုပြီးရမယ်ရပြီနော်အဲ့တော့21ပိုင်း17ပိုင်းကိုဒီမှာလာပြီးတော့မှရေးလိုက်ရုံပဲ အကျဉ်းထဲမှာဆရာမတို့ရှင်းလိုက်တာဒါကိုရှင်းလိုက်တာဒီကလက္ခဏာကတော့သူ့အတိုင်းလေးပဲရှိမယ်အစာ21ပိုင်း10ပိုင်းရပြီနော်အဲ့ခါကျတော့ဆက်ပြီးတော့ရှင်းမယ်ဒါကတော့ဆရာမတို့ဒီကွင်းလေးကိုရှင်းမယ်အဲ့တော့သူ့ကိုရှင်းဖို့အတွက်မရလို့ရှင်းအကျဉ်းထဲမှာသွားပြီးတော့စဉ်းစားကြည့်ပါမယ် အဲ့မှာဆရာမအကျန်းလေးမှရှိမယ်၄ဘိုင်း၅ဘိုင်းအနုံ22ဘိုင်း17ဘိုင်းအဲ့တော့သူ့ကိုဆရာမတို့ကပိုင်းချိန်ကြီးဖို့အတွက်ဆိုလို့ရှိရင်တော့27လေးလီပေါ့နော်84အဲ့ဒါပဲရှင်းလို့ရမယ်27လေးလီ4 27လီဒါပဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့၄ရဲ့မြောင်27 27အမြောင်လေးဘိုင်းဝေကိုလည်းမြောင်၄နဲ့မြောင်သူက27နဲ့မြောင်အဲ့ခါကျတော့ ၄၂မြောက်၂၁က၈၄အနော်၂၁မြောက်၄က၈၄၁၁လေးလေး၄၄၅၂၁၅၄၅၄၄က၅၅နဲ့လေးက၁၀တရား၅ဒီလိုရမယ်နော်အဲ့တော့အဲ့ဒီကရတဲ့အတိုင်းလေးကိုဆက်မလို့ဒီမှာလာပြီးတော့ရေးလိုက်မယ်၈၄105အနုတ်84ပိုင်54ပိုင်နောက်ကဂျန်နဲ့ဘိုင်ကိုဆက်ရေးမယ်27 ဲ့တော့ဒီရင်းကိုရှင်းတဲ့အခါမှာဆရာမတို့စဉ်းစားရပါသည်လက္ခဏာမတူဘူးဆိုတော့နှုတ်မယ်ကြည့်တဲ့လက္ခဏာကိုတက်မယ်။ဒါပေမဲ့ကြည့်တဲ့ rational gain ရဲ့လက္ခဏာကိုတက်မယ်ဆိုတော့ကြည့်တဲ့ rational gain ဒီအပေါင်းဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းလက္ခဏာကိုတက်ပေးမယ်။အဲ့တော့သူ့ကိုဆက်မလို့ရှင်းလိုက်ရအောင်။၄ဘိုင်း၉ဘိုင်းအနုရှင်းမှဖြစ်တဲ့အတွက်ကြောင့်ဝင်းကိုတစ်ခါလေးဖြုတ်ခဲ့မယ်။ဘိုင်းခြေက84၊တရ5ရဲ44ကိုနှုတ်၊၅ရဲ4ကိုနှုတ်တော့ ဒီဟာပြီနော်30တဲကလေးကိုလုပ်တော့6 67ဆိုရညာဒါပြီနော်အဲ့တော့တော့တွင့်ကိုတွင့်ဝင်းကိုဆံမတော်ကဆရှင်းမယ်ဒါလည်းပဲခုနလိုပဲရှင်းရမယ်ဒီမှာ84ဘိုင်း384ဆိုတော့သူ့ကို84ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်27နဲ့မြောက်မယ်ဒါကိုလည်းပဲ27နဲ့မြောက်မယ်အဲ့တော့ဆံမတော်အဲ့အဆင့်ကိုဆက်ပြီးတော့တွားလိုက်အဲ့တော့၄၂၄က80နဲ့၄ အဲ့တော့ဒီဘက်ကတော့84ဘိုင်း62ဘိုင်းဆိုပဲရှိပြီးတာအဲ့တော့ကိုးတလီကို4နဲ့လေးက16ဆိုပြီးတော့ရမယ်ဟုတ်ပြီနော်ဆိုတော့ဒီလိုလေးရမယ်ပေါ့အဲ့ခါကျတော့ဆမ်မတို့ဒါအောင်ရှင်းမယ်နှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့189တဲ့ကနေ61ကိုနှုတ်မယ်နဲအပောင်းအဲ့တော့ဆံမတော်တစ်ခါလေးပဲရှင်းတော့မယ်ဆိုတော့ဒါသုံးဝင်းကိုမထဲတော့ဘူး84 အဲ့တော့ကိုရီးယားတစ်ကုန်လို့တော့ရှစ်ကျင်၁၈တဲက၆ကုန်လို့တော့7နှစ်အဲ့တော့128လိဘက်ကဟာဆမ်မတခါလေးအမြောက်ပြောင်းလိုက်မယ်23ပိုင်း10ပိုင်းဒီ10ပိုင်း23ပိုင်းဆိုလို့ရအဲ့တော့ဒီလိုမျိုးဒီဘက်ကအပေါင်းဒီဘက်ကအမြောက်ဆိုရင်ရှေ့မှာလည်းပြောခဲ့ပြီဒါအရင်ဥဆုံးအစာရဲ့အမြောက်ရဲ့ကိုရှင်းရမယ်ဆိုတော့ဆမ်မတို့ဒီဘက်ကအမြောက်ကိုရှင်းလိုက်မယ်ဟုတ်ပြီနော်27တလီ27 44 84 ၈တလီရှိ၈တလီရှိဆိုတော့၄ကျန်၄၈ဟုတ်ပြီနော်တရားစနစ်က၄ကျန်မယ်၈ဆွဲတော့၄၈အဲ့တော့၈၅လီ၄၈၈၆လီ၄၈အဲ့တော့ဒီမှာ၄ဘိုင်း၆ဘိုင်းဆိုတော့၄တလီလီ၄၄လီ၆အဲ့တော့ကျန်ပါသည်နှင်းအပဒီမှာပိုင်းဝေချင်းချင်းပိုင်းချေချင်းချင်းမြောက်တော့၄ပဲကျန်တယ်ဟုတ်ပြီနော်အဲ့ခါကျတော့နှင်းအပေါင်း၄ဆိုတော့ဘာရမလဲ6ဆိုရရပါမယ် နံပါတ်6ကိုသွားပါမယ်။ကလေးတို့ကတော့ဒီနေရာရှိရင်မြင်ရချင်းတဲ့ဒီဘက်မှာအတွက်ပါ။ဆရာမတော့ခြံထားတဲ့နေရာလည်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်မှာပဲဆက်ပြီးတော့တွက်ပြပေးပါမယ်။အဲ့တော့ဒီမှာသတိထားရမယ့်အချက်ဒီ E ဆိုတာကအမြောက်ဆိုတော့အမြောက်ပြောင်းပြီးတော့တွက်မယ်။ပထမအဦးဆုံးအစင်အနေနဲ့ဆရာမတော့ဒီကင်းရောတွေ့တိုင်းတွေ့တိုင်းဒီကင်းရောင်ပြောင်းပေးပါမယ်။ဟုတ်ပြီနော်။အဲ့တော့အဲ့ဒီအစင်မှာ16နဲ့4က30နဲ့တနဲ့ပေါင်းတော့33ပြီးတော့မှအစာဆက်ပါမယ်။ နှစ်ပိုင်း၅ပိုင်းအပေါင်းဒါကိုစမ်းမလို့မရှင်းသေးဘူးဘာလို့လဲဆိုတော့ဒီ e ကိုအမြောက်ပြောင်းလိုက်အောင်မယ်ပထမတစ်ဆင့်ဟုတ်ပြီလားအဲ့ခါကျတော့၄ပိုင်း၇ပိုင်းအနုံး၅ပိုင်း၃ပိုင်း e ကအမြောက်၅ပိုင်း၇ပိုင်းတော့ဝင်နေဆိုပြလာမယ်အဲ့တော့ပထမအောင်ဆုံးရှင်းပါဒီဒီလက်ပဲခွင်းကိုရှင်းမယ်အဲ့တော့ပိုင်းခြေနှီးဖို့အတွက်သူ့ကိုနည်းနည်းမြောက်သူ့ကိုလည်းနည်းနည်းမြောက်ဟုတ်ပြီနော်၄ဆိုတော့ပိုင်းခြေက၄ဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းမြောက်လိုက်မယ်ဆိုတော့နည်းနည်းဒီ၄၃၄၆ဒီလိုရမယ်နော် ဲ့တော့အဲ့ဒီအဆင့်ကိုဆရာမတစ်ခါလေးရေးလိုက်မယ်အဲ့တော့အဆင့်ကတော့ကလေးတို့အနေနဲ့ဒီမာရင်ပြောင်းရင်လည်းရတယ်ဒါပေမဲ့ဆရာမအဆင့်မကျော်တော့တာဟုတ်ပြီလားနှစ်ပိုင်း၅ပိုင်းအပ်ပါဒီကွင်းအတိုင်းရေးမယ်၄ပိုင်း၇ပိုင်းအနုနှစ်နယ်လီ၄၄ပိုင်း၃နယ်လီက၆အမြောင်းနှစ်ပိုင်းခုနှစ်ပိုင်းဆိုတော့ဆရာမတို့မရှင်းသေးတဲ့အပိုင်းတွေကိုဆက်ပြီးတော့ရေးလိုက်မယ် လက်ပိုင်း၅ပိုင်းအဲ့တော့ဒီမှာပိုင်းခြေတူသွားပြီဆိုတော့ပိုင်းခြေက၄နှုတ်မှာဆိုတော့ခုနှစ်ထက်6ကိုနှုတ်တော့1အဲ့တော့ကြီးတဲ့လက္ခဏာရဲ့ unit ကိုတက်မယ်ဆိုတော့ကြီးတာဒီ၄ပိုင်း9ပိုင်းဆိုတော့အပေါင်းပဲရမယ်နောက်ပြီနော်အဲ့ခါကျဒီဘက်မှာပါရှိလဲဆိုတော့အမြောက်၅ပိုင်း9ပိုင်းအဲ့တော့ဒီမှာကြည့်နေဒီကအပေါင်းရဲ့အမြောက်ရဲ့မှာဘာဝင်ရင်ရှင်းမလဲဆိုတော့အမြောက်ကိုရင်ရှင်းမှာဖြစ်တယ်16ပိုင်း33ပိုင်းအစား ဆိုတော့ဆရာမတို့ကနှစ်ပိုင်းငါးပိုင်းအဲ့တော့သူ့ကိုရှင်းဖို့လို့အတွက်ကအရှင်းဆုံးပုံစံပြောင်းစရာမရှိတဲ့အတွက်ကြောင့်မလို့ပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်လိုက်လေးနဲ့လေးရှင်းခုနှစ်တက်လေးခုနှစ်ဆိုပြီးတော့ရပြီနော်အဲ့တော့ဒီအဆက်မှာတော့ပိုင်းကိန်းနေပေါင်းမှာဖြစ်တဲ့အတွက်ပိုင်းချင်းညီပါမယ်အစားဆိုတော့သူ့ကိုလေးနဲ့မြောက်နှစ်လေးလေးရှင်းသူ့ကိုလေးနဲ့မြောက်ငါးလေးလေး20 လေးလေးလေးရှစ်ငါးလေးလေး20အပေါင်းရှစ်ဖြစ်ပိုင်းခုနှစ်ပိုင်းအဲ့တော့ပေါင်းလိုက်တော့16ပိုင်း33ပိုင်းအစား10ပိုင်း29ပိုင်းအဲ့တော့ဆရာမအဆက်မကျော်ထားတဲ့အတွက်ကြောင့်မလို့ပုံစံတော့နည်းနည်းလေးတော့ရှည်မယ်နော် တော့တချို့နေရာလေးတွေမှာဒီမှနေတခါတည်းဆရာမတို့ဒီအစားအအမြောက်ပြောင်းဖဲလို့ရတယ်ဒါပေမဲ့ဆရာမတို့နောက်တစ်ဆင့်မှပြောင်းမယ်16ပိုင်း33ပိုင်းဒီကအစားအအမြောက်ပြောင်းဘာဖြစ်မလဲဆိုတော့29ပိုင်း8ပိုင်းဆိုလို့ရတယ်အဲ့တော့အရှင်းဆုံးပုံစံပြောင်းမယ်8တလီ8 8နဲ့46ဒါကတော့3တလီ3 3တလီ3 37တလီ 3 9လေး29ဟုတ်ပြီเนาะဒါထက်တော့ဆံမတော့အရှင်းဆုံးပုံစံကြောင်းလို့မရဘူးပိုင်းဝေချင်းချင်းမြောက်မယ်17တလေး17 29လေးက18ဆိုတော့18ပိုင်း17ပိုင်းနောက်ခုကြည့်အောင်နံပါတ်9ကနံပါတ်9ကလည်းဆံမတော့ဒီဗန်ကူလမ်ကိုရှင်းမယ်ပြီးတော့မှပဲဒီကွင်းကိုရှင်းမယ်ဟုတ်ပြီเนาะအဲ့တော့တဆင်ချင်းစီသွားမယ် အဲ့တော့ဒါက1.4နော်ဆင်မမီကွန်ကူရတစ်ချက်လိုသွားတယ်။ဟုတ်ပြီဒါဆိုရင်ရှေ့ကြည့်အောင်ဒီဟာလေးကိုအရင်ရှင်းမှာဖြစ်တယ်။အဲ့ခါကျတော့ကျွန်တော်တို့အကျန်းထဲမှာစဉ်းစားကြည့်မယ်။အဲ့တော့1.4 2.3ဒါကိုရှင်းမယ်။ဟုတ်ပြီနော်။အဲ့ခါကျတော့4 3 4 3 4 4ပိုင်းစီကိုအဲ့လိုညှိလိုက်မယ်။အဲ့တော့12 12တို့လည်းပဲ၄နဲ့မြောက်တို့က3နဲ့မြောက်34 3 နေ့လေးလီက၈ဒီလိုရမယ်ပေါ့နော်အဲ့ခါကျတော့ဆမတို့ကဒါကိုသွားပြီးတော့မှဒီမှာရှင်းလိုက်မယ်အဲ့တော့ပထမအနေနဲ့ငါးလေးလီ20 20အပေါင်းလေး24ဒါကိုအရင်ရှင်းမယ်24 5 5 by 24 into ဒါဝင်စားရှင်းမယ်12 by 3နောက်တစ်ခုက12 by 8 ventulum ရှင်းမယ် divided by 14 14 14အပေါင်းတက်က15 အနုံ5ပိုင်း4ပိုင်းလက်သေးခွင်း3ခွင်း33လေးကို37ဒါခါကြတော့3ပိုင်း7ပိုင်းဒီလိုလာမယ်အဲ့တော့ဒါကိုဆင်မတော့ရှင်းမယ်ရှင်းတဲ့အခါမှာလက္ခဏာမတူဆိုတော့နှုတ်မယ်ဟုတ်ပြီအဲ့တော့နှုတ်တာရသွားပြီဒါပေမဲ့ဆင်မတော့ဒီ7ပိုင်း8ထက်3ဝန်းလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့5ပိုင်း7ပိုင်း5ပိုင်းရတယ်ပြီးတော့မှလက္ခဏာတွေကြီးတဲ့ပိုင်းကျင်လက္ခဏာတက်မှာဖြစ်လို့အနှုတ်ဒီလိုလာမယ် ဟုတ်ပြီနော်အဲ့တော့ဒီဗင်ချူလမ်လေးကိုရှင်းတာဒီ -12/5 ဆိုရရမယ်။ sorry -5/12 အနုဆက်နှပိုင်းနာပိုင်းဆိုရရမယ်။ဘာဖြစ်လို့လဲဆိုတော့အနုလက္ခဏာကြီးလို့ဒါဆိုရင်ဆံမလို့အအဖြေရတဲ့ဟာလေးကိုရှင်းလိုက်မယ်။9/24ပိုင်းအများနှစ်တဲခွဲရှိမယ်။အနုဆက်နှပိုင်း9ပိုင်းရှိမယ်။အစာဒီဘက်က14ပိုင်း15ပိုင်းအနု9ပိုင်း4ပိုင်း လက်သေးခွင်းရယ်၊တို့ခွင်းရယ်အပေါင်း၃ဘိုင်း၁၁ဘိုင်းဆိုလို့ရှိမယ်။အဲ့တော့ဒီမှာဒီကျွန်မတို့ကဒီကအစားကိုအရင်ရှင်းမယ်။ဒီမှာအနုတ်ကိုရှင်းမှာဖြစ်တယ်။ဒါကြောင့်မလို့၅ဘိုင်း24ဘိုင်းအများပြီးတော့မှခွင်းစာအနုတ်12ဘိုင်း5ဘိုင်းအစားကိုအမြောက်ပြောင်းပြောင်းလိုက်တော့14ဘိုင်း sorry 15ဘိုင်း14ဘိုင်းဖြစ်လာမယ်။ပြီးတော့မှအနုတ်5ဘိုင်း4ဘိုင်းဆိုပြီးလာမယ်။ဟုတ်ပြီနော်။ အဲ့ခါကျတော့ဆမတို့သူ့ကိုရှင်းလို့ရတာလေးပြီးရှင်းမယ်9 4 5 9 3 4 5 6 4 7 9 9 4 7 4အဲ့တော့တွန့်ခွင်9ပိုင်း24ပိုင်းအမြောက်ဒီဘက်ကဘာကြံသေးလဲဆိုတော့ဘိုင်းဝေချင်းချင်းဘိုင်းချီချင်းချင်းမြောက်မယ်လက္ခဏာအနှုံရှိတယ်9ကျည်လီက9 6 3 4က18အဲ့တော့အနှုတ်ကဘာကြောင့်ရှိလဲဆိုတော့အနှုတ်ရဲ့အပေါင်းရဲ့မြောက်တာမို့လို့အနှုတ်လက္ခဏာရှိမယ်နော်ပြီးတော့မှ 6ဘိုင်း4ဘိုင်းဒီလိုလာမယ်အပါ3ဘိုင်း17ဘိုင်းရပြီနော်အဲ့ခါကျတော့ဆံမတို့ဆက်ပြီးတော့ရှင်းမယ်သူ့ကိုရှင်းမယ်9ဘိုင်း24ဘိုင်းအမြောက်အဲ့တော့ဒီမှာပိုင်းချိန်ကြီးဖို့လို့ address ဆိုရင်သူ့ကို948 448ဆိုမှာအဲ့လိုလေးပြောင်းရမယ်။ပြီးတော့မှ78ဘိုင်း9ဘိုင်း and no 78ဘိုင်း448ဆိုတော့ဒီလိုလေးရမယ်ပေါ့နော်။ အပောင်း၃ဘိုင်း၁၇ဘိုင်းဟုတ်ပြီဒါဆိုရင်ဆက်မလို့ဆက်ပြီးတော့တက်လို့ရသွားပြီသုံးဝင်းရှိမယ်၅ဘိုင်း၂၄ဘိုင်းအမြ18ရဲ့18ရဲ့ဘိုင်းရှိတူသွားပြီဆိုတော့18အဲ့တော့လက္ခဏာ sorry ဒီဒီလက်တဲဝင်အောင်ဆက်မလို့ဖြုတ်လိုက်တော့မယ်လက္ခဏာတူတဲ့အတွက်ကြောင့်ဒီလက်ခုကိုပေါင်းမယ်9ရဲ့8ရဲ့က15ဟုတ်ပြီနော်။ဘာလက္ခဏာလာမလဲဆိုတော့အနှုတ်ရဲ့အနှုတ်ရဲ့ဆိုတော့လက္ခဏာတူတော့ပေါင်းမယ်။တူတဲ့လက္ခဏာတက်ဆိုတော့အပေါင်းလာမယ်ဒီလိုလား။ Oh sorry ။အနှုတ်လာမယ်နော်။ ဟုတ်ပြီလားအနုတ်၁၈ပိုင်း၁၅ပိုင်းရှိပြီးတော့လာမယ်အဲ့ဒါပြီးတော့မှဒီမှာတုံဝင်းအားရှိသေးတယ်၃ပိုင်း၁၇ပိုင်းအဲ့တော့အမြောက်ဖြစ်တဲ့အတွက်ကြောင့်ဆံမတော်သူ့ကိုရှင်းလို့ရပြီ၅၄၅၅၃၄၅ဟုတ်ပြီနော်ဒီဘက်ကတော့ 3648 3820 3824ဒီလိုလာမယ်နော်အဲ့ခါကျဒီဘက်ကတုံဝင်းကိုရှင်းလိုက်တာလေး6 83လေးက20ဒီအနှုတ်ရဲ့အပေါင်းရဲ့ဖြစ်တဲ့အတွက်ကြောင့်အနှုတ်လက္ခဏာလာမယ်ဒီဘက်က plus setup အ3ပိုင်း setup ပိုင်းဆိုရရှိတယ်သူ့ဘိုင်းရှင်ညိမယ်အဲ့တော့အနှုတ်6ပိုင်း24ပိုင်းသူကားကြတော့3 4 6 7 4 20ဆိုတော့6 22ဆိုရရသွားပြီဟုတ်ပြီနော် အဲ့ခါကျတော့ကျွန်တော်လက္ခဏာမကျူတော့နှုတ်မယ်ကြီးတာထည့်ရငဲတာအောင်နှုတ်မယ်24 22ကိုနှုတ်မယ်အဲ့ခါကျတော့ကျွန်တော်ရမှာဒီနှစ်ကြီးတဲ့လက္ခဏာကိုတက်ဆိုတော့အနှုတ်ဆိုရရမယ်အနှုတ်6ပိုင်း2ပိုင်းဆိုတော့နှစ်တက်လေးနင်းနှစ်3လေး6ဆိုတော့ -1/3 ဆိုရရမယ်ဟုတ်ပြီနော်မရှိကိုချရာ မရှိမှာဆရာမတို့ဒီလက်သေးကွင်းကိုအရင်ရှင်းမယ်ပြီးတော့မှဒီသွန်ဝင်းကိုရှင်းမယ်ဟုတ်ပြီနော်ပထမအဆုံးလောက်ရမှာကတော့ဒီမှာကင်းရောတွေပါနေကင်းရောင်ပြောင်းမယ်လို့ကတော့ပထမအဆုံးလောက်ရမယ်ဟုတ်ပြီလားအဲ့တော့ဆရာမတို့ကရှင်းရင်းနဲ့တခါရဲသွားလိုက်မယ်အာဒီရှင်းရင်းနဲ့ပဲဒီကကင်းရောတွေကိုကင်းရောင်ပြောင်းလိုက်မယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာပိုင်းချီအာဒီမှာပေါ့နော်ဆရာမတို့က ဒီနှစ်ခုပိုင်းချင်းကြီးပြီးတော့မှအရင်အဆုံးတွက်လိုက်မယ်ဟုတ်ပြီလားအဲ့ခါကျတော့ summer ကဘယ်လိုရလာမလဲဆို15ပိုင်း9ပိုင်းသူ့ကိုလည်းပဲ15ဖြစ်အောင်က345လေး342အဲ့လိုတစ်ခါလေးပြောင်းလိုက်မယ်ဟုတ်ပြီနော်အဲ့ခါကျတော့ about 15ပိုင်း12ပိုင်းအနုတ်34တုံး5ဆိုတော့3ပိုင်း5ပိုင်းအစား၄၃၄၁၂၁၂ပေါင်း၃၅၄ပိုင်း၅ပိုင်းအပေါင်း 6ပိုင်း5ပိုင်းရဲ့တုံ့ခွင်အမြောက်ဒီဘက်ကအနုတ်146 16အပေါင်း5က27 10ပိုင်း21ပိုင်းဆိုလို့ရှိဟုတ်ပြီလားအဲ့ခါကျတော့ဆရာတို့ဒါလေးကိုရှင်းလိုက်မယ်ဆိုတော့ပိုင်းခြေက15လက္ခဏာမတွင်နှုတ်မယ်လက္ခဏာမတွင်တော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်ဆိုတော့အပေါင်းနဲ့ရမယ်စနစ်ဆိုတော့စနစ်ထဲကခွန်ခွန်ကိုနှုတ်တော့9ရမယ်အနုတ်3ပိုင်း5ပိုင်း အစား၄ပိုင်း15ပိုင်းအပောင်း6ပိုင်း5ပိုင်းတော့ဝယ်အမြောက်၈ပိုင်း22ပိုင်းဆရာတို့ဒါကိုရှင်းပြမှမှာသူ့ကိုအဲဒီအမြောက်ပြောင်းမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဘယ်လိုရမလဲဆိုတော့သူက35 35ပိုင်း5ပိုင်းသူ့ကို3545 55လေး25ပိုင်းချိန်ကြီးလိုက်မယ် ငါးလေး25အဲ့ခါကျမှသူ့ကိုအမြောက်ပြောင်းမယ်ဟုတ်ပြီနော်၄ဘိုင်း25ဘိုင်းဒီ25ဘိုင်း၄ဘိုင်းဖြစ်မယ်အပေါင်း6ဘိုင်း5ဘိုင်းဒါတွန်ခွဲအမြောက်10ဘိုင်း22ဘိုင်းအဲ့တော့ကျမတို့သူ့ကိုရှင်းမယ်ဒါတွန်ခွဲ25 အဲ့တော့ပိုက်ချေတူသွားပြီဆိုတော့သူ့ကိုပေါင်းလုံးလုံးလို့ရသွားပြီလက္ခဏာအနှုတ်ဆိုတော့ကြီးတဲ့ထဲကငယ်တဲ့ဟောင်းနှုတ်မယ်25တဲ့က9အောင်နှုတ်တော့20ကြီးတဲ့လက္ခဏာတက်ဆိုတော့ဒီမှာအနှုတ်ကိုတက်ပေးရမယ်ဆိုတော့အဖြေဒီအနှုတ်15ပိုင်း20ပိုင်းရမယ်အမြောက်15ပိုင်းဒါသူ့ကိုဆက်ရင်း၄ပိုင်းအပေါင်း6ပိုင်း9ပိုင်း ပြီးတော့မှဒီမှာအမြောက်အနှုန်း၈ပိုင်း20ပိုင်းဒီလိုရမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကအမြောက်ကိုအရင်ရှင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့၅3 45 5 20ဒါထဲဆင်မတို့ထပ်ပြီးတော့ရှင်းလို့မရတော့အဲ့ခါကျတော့ဆင်မတို့ဆက်ရေးမယ်တွန့်ခွင်အနှုတ်ဒါလက္ခဏာအနှုတ်ရှိတယ်အနှုတ်ရဲ့အပေါင်းရဲ့မြောက်တာဖြစ်တဲ့အတွက်ကြောင့်အနှုတ်ရမယ်၄၄၄က16 53 45 အပောင်း6 6ဘိုင်း5ဘိုင်းရမဒီဘက်ကအမြောက်အနှုတ်ရှစ်ပိုင်း20တပိုင်းအဲ့ခါကျတော့ဆမတ်သူ့ကိုပိုင်းချင်ကြီးမယ်ပိုင်းချင်ကြီးဘို့လို့ address လို့ရှိရင်ဘယ်လောက်ကျမှရမလဲဆိုဆမတ်စွာချင်းနဲ့55ရဲ့6ရဲ့က55အမြောက်2က90နောက်တစ်ခုက55 64က90အဲ့ကြမလို့သူက55အမြောက်2ဆိုတော့90စချာအမြောက်2က32 အပ္ပ55မြောက်6က90 55မြောက်5က55ငါးနေ85ဆိုတော့ရသွားပြီဒီဘက်မှာအနော်10ပိုင်း20ပိုင်းရှိတယ် အဲ့တော့ပိုင်းချေတူသွားပြီဆိုရင်ဆင်မတို့ကိုရှင်းလိုက်မယ်60လက္ခဏာမတူတော့နှုတ်မယ်အဲ့တော့ကြီးတဲ့ဒီ rational king ရဲ့ပိုင်းချေဒီလက္ခဏာကိုတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းဆိုတော့သူကအဖြေအပေါင်းနဲ့ရမယ်85ရဲက32ကိုနှုတ်လိုက်တော့43အပေါင်းနဲ့ရမယ်နော်ပြီးတော့မှအမြောက်ဒီဘက်မှာရှိတာက10ဘိုင်း20ဘိုင်းဆိုပြီးရှိဟုတ်ပြီနော်အဲ့တော့ဒီမှာဆင်မတို့ကဆက်ပြီးတော့မှရှင်းလို့မရတော့ အဲ့တော့သူ့ကိုဆက်ပြီးတော့ရှင်းလို့မရတော့ဘူးဆိုတော့ပိုင်းဝင်ချင်းချင်းပိုင်းချင်းချင်းချင်းမြောက်မလားဘလို့ရှင်းမလဲဆိုတော့နည်းနည်းလေးစဉ်းစားကြည့်မယ်အဲ့ခါကျတော့ဒါဘလို့ရလဲဆိုတော့3 9 7 3 3 2ကို30ဒီအထိပဲရမယ်ဒါချက်ပို့ပြီးတော့ရှင်းလို့မရအောင်ဆိုတော့43ရဲ့9ရဲ့မြောက်မယ်30ရဲ့8ရဲ့မြောက်အဲ့တော့လက္ခဏာကတော့ဒါအပောင်းဒါအနှုတ်အပောင်းရဲ့အနှုတ်ရဲ့မြောက်ရင်ရှင်းမှာကလေးကပြောထားတယ်အနှုတ်လက္ခဏာရမယ် အဲ့တော့ပိုင်းခြေက83.24ဆိုတော့240ခနဲ့3.27တည့်ရေနှစ်မှခလေး28 30ဆိုတော့331ဆိုတော့အနုတ်300ကျက်ပြီးတော့မှပိုင်းခြေက240ဆိုတော့ပိုင်းခြေပိုင်းဝေကြီးတဲ့အတွက်ကြောင့်ဆရာမတော်ကတလီဝင်လို့ရတာဖြစ်တဲ့အတွက်တလီဝင်မယ် ကျန်တာကကြတော့67ဆိုတော့241အနောက်တဲ240ပိုင်း60ပိုင်းဒါသူရဲ့အဖြေပဲဟုတ်ပြီနော်အဲ့တော့ဆရာမရှင်းတာကိုလည်းတို့ရသွားတယ်လို့ဆရာမအဲဒီယုံကြည်ပါတယ်အဲဆရာမရဲ့ရှင်းပြတဲ့ရှင်းပြတဲ့အထဲမှာပေါ့နော်လို့အချက်တည်းရှိကောင်းရှိနိုင်ရင်ဆရာမကိုထောက်ပြပေးခဲ့ပါခုလို့ဆုံးထိနာထောင်ပေးခဲ့တဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်